ဒီဗီရိုမှာတော့စိတ်မကြခင်မှာ iPhone တွေမှာ update ရတော့မယ် iOS 90အကြောင်းနဲ့ဒီ iOS 90မှာအထူးခြားခြားဘာတွေပြောင်းလဲသွားမလဲဆိုတာကို rumor တွေထွက်နေပါတော့အဲ့ rumor တွေအကြောင်းဒီဗီရိုလေးထဲမှာပြောပြပြမယ်ဒီတစ်ခါကျွန်တော် Apple ကဘယ်လိုမျိုး innovation တွေလုပ်မလဲဆိုတာကိုကျွန်တော်တို့ကြည့်လိုက်အောင်အရင်ဆုံး iOS 90ကြောင်းမပြောခင်မှာဒီ iOS 90ကို update ရမယ် iPhone model ကိုစပြီးပြောပြပြမယ် ဒီ update ရမယ့် model တွေကတော့ iPhone 11 series ကနေပြီးတော့ iPhone 16 series ထိရမယ်။အဲနောက်ပြီးတော့ iPhone SE 2တို့ SE 3တို့ဒီလိုမျိုးကောင်တွေလည်းရမယ်ပေါ့နော်။စိတ်မကောင်းစရာတစ်ခုကတော့ iPhone 10တို့ 10s Max တို့ 10R တို့ဒီကောင်တွေကတော့ရတော့မှာမဟုတ်ဘူး။အဲ့တော့မတော့နဲ့ပေါ့ဗျာ။ဟုတ်ပြီ။ DIYS 90ကိုဘယ်ချိန်မှာမိတ်ဆက်မှာလဲဆိုတော့ WWDC 2025ကိုကျင်းပမယ်ဇွန်လဒီ6ရက်နေ့နဲ့7ရက်နေ့အတွင်းမှာမိတ်ဆက်မယ်လို့တော့ rumors တွေရတော့သာပြီးတော့သိရတယ် အဲ့တော့ဒီနေ့အဓိကပြောမယ် iOS 19မှာထူးထူးခြားခြားပြောင်းလဲသွားမယ့်အရာတွေရဲ့ဒီသတင်းတွေထွက်နေတဲ့ rumor တွေကြောင်းစပြီးတော့ပြောလိုက်အောင်ဒီ iOS 19မှာတိတိတတ်တာထူးထူးခြားခြားပြောင်းလဲလာမယ့်ဟာကတော့ကျွန်တော်တို့ UI design ကြီးပေါ့နော်ပုံမှန်ကျွန်တော်တို့အခုအသုံးပြုနေတဲ့ iOS 18 TR UI design ကလွန်ခဲ့တဲ့10နှစ်ကျော်ကထွက်ခဲ့တဲ့ iOS 7က UI design ကိုပဲနည်း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 လေးတွေပဲပြောင်းပြီးတော့ တုံးလာတာအခုတစ်ခါမှာထွက်မဲ့ iOS 90မှာကျွန်တော်အဲ့လိုမဟုတ်တော့ဘူးဒီ iOS 80နဲ့လုံးလုံးကိုမတူတဲ့ UI design နဲ့ထွက်မယ်ဆိုပြီးတော့ဒီဇင်းတွေကတော့စပြီးတော့ထွက်နေတယ်နောက်ထပ်ထူးထူးခြားခြားပြောင်းလဲမှာတော့သူ့ရဲ့ icon design ဒီ icon design ကတော့ကျွန်တော်တို့ version OS မှာလို့ circular shape လိုမျိုးအဝိုင်းပုံစံ icon design နဲ့လာမယ်လို့လည်းပြောနေကြလို့ဒီလေးတော့မကြအဝိုင်းမကြဒီ icon design နေနဲ့လည်းလာမယ်လို့ပြောနေတယ်အာဘယ်လိုမျိုးပဲပေါ့နော် icon ကလေးတော့မကြအဝိုင်းမကြပဲဖြစ်ဖြစ်အဝိုင်းမဲလာလာ ီ iPhone တွေမှာဖြစ်တဲ့တကြောင်ဒီ icon design ပြောင်းလာတဲ့တင်သူရှိမှာသုံးရတဲ့ user experience ကတော့တော်တော်လေးကိုချိန်သွားလိမ့်မယ်နောက်ထပ်ပြောင်းလဲမှားမဲ့အချက်ကတော့ဒီ UI design မှာပဲကျွန်တော်တို့ transparent design ဖြစ်သွားမှာပေါ့နော် transparent design ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ 3D ပုံစံလိုမျိုးပုံစံလေးတွေပေါ့နော်အဲ့တော့ဒီသူ့ရဲ့စက်ဝိုင်းပုံစံ icon pad နဲ့ဒီလိုမျိုး transparent design နဲ့ဆိုတော့ဒီ iPhone ကိုသုံးတဲ့အချိန်မှာကျွန်တော်တို့ 3D sensor နည်းနည်းကြွကြွတက်တက်လေးဖြစ်နေရဆိုတော့ခံစားချက်ကတော့ ီ iOS 90မှာရလိမ့်မယ်လို့ကျွန်တော်နေနဲ့မြင်မိတယ်အဲဒါကလည်း rumors တွေပဲမလို့အတိအကျတော့ကျွန်တော်တို့ပြောတော့မပြောနိုင်သေးဘူးပေါ့နော်နောက်ပြီးတော့ထူးထူးခြားခြားပြောင်းလဲသွားမဲ့အချက်ကတော့သူ့ရဲ့ camera UI design ပုံမှန်ဒီ iOS 18အထိကသူ့ရဲ့ camera UI ကအရင်ကြီးပြောင်းလဲလာတာမရှိဘူးပေါ့နော်ဒါပေမဲ့ဒီ iOS 90မှာဆိုရင်တော့ camera UI design က version OS မှာလိုမျိုး camera UI design နဲ့ဖြတ်သွားမယ်လို့လည်း rumors တွေရထွက်နေတယ်ဒီလိုမျိုးဖြစ်သွားမှာလို့ကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတယ်ပေါ့နော်ပုံမှန်အခုလက်ရှိကျွန်တော်တို့သုံးနေတဲ့ iOS 18ရဲ့ camera UI design အနည်းငယ်လေးလို့ပြရမယ်ခဲနောက်ကျနေပြီဆိုတော့ခန်းစားချက်ကိုရတယ်။တိမ်မကောင်းစရာတစ်ခုကတော့ဒီ iOS 19မှာဒီ Apple Intelligence နဲ့ပတ်သက်ပြီးတော့အခြားဘာ feature အသစ်တစ်ခုမှပါလာမှာမဟုတ်ဘူးလို့ rumor တွေရထွက်နေတယ်။အာဒီလိုမျိုးသာတကယ်ဖြစ်မယ်ဆိုရင် Apple ကသူ့ရဲ့အခြားသောပြိုင်ပတ်တွေဖြစ်တဲ့ Google တို့ Samsung တို့နဲ့ရှင်ဒီ AI အရွေ့မှာအများကြီးပြက်ကျန်ခဲ့နေပြီပေါ့နော်။၂မိုင်လောက်ပြက်ကျန်ခဲ့နေပြီဆိုတဲ့အနေအထားမှာတော့ရှိတယ်။အဲဒါမဲ့လည်း Apple ဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမျိုး ဖြစ်လာမလဲဘယ်လိုမျိုးတို့ထက်လောက်ပြအောင်မလဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်ရမယ်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ